မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မှာ grade 12 maths ရဲ့ chapter 10လေးတင်နေတာ method of integration မှာကိုတီချက် exercise 10.2တွေ့နေတာ number 2ပေါ့နော် method က3နည်းပြောထားပြီးပြီကြည့်ဟုတ်ပြီအဲ့ဒါဆိုရင်စဉ်းစားနည်းလေးတွေပြောထားပြီးပြီဖြစ်တဲ့အတွက်ကိုတီချက်တို့ဒါကိုဆက်သွားမယ်အခုပါနည်းနဲ့တုံနေတာလဲဆိုတော့ အနည်းနဲ့သုံးရလဲ substitution method ကိုသုံးနေတာဖြစ်တယ်။အဲ့တော့ number 2ကိုကြည့်မယ်ဆိုရင် use the substitution method เนาะမေးခွန်းမှာပြောပြီးသားเนาะမပြောရင်စဉ်းစားနည်းလေးသေးသည် share part မှာဒီချက်ပြောခဲ့ပြီးသားဖြစ်တယ်เนาะ so substitution method ကိုသုံးပေးလို့ပြောတယ်။ number 1မှာကတော့ယူထားဖို့အတွက်ကသူကပေးပြီးသားဖြစ်တယ်။ဒီမှာကျတော့ယူထားဖို့ကိုကိုဖတ်ကိုစဉ်းစားရမယ်เนาะအဲ့ဆိုတော့ number a ကိုဒီချက်ပြန်ကူးမယ်ဆိုတော့ integral x square root of 1 minus x dx เนาะပြန်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ကစဉ်းစားမယ်လို့ပြောတဲ့အတွက်ဒီမှာ1 x က root ပါတာဖြစ်တဲ့အတွက် သူ့မြင်ရင်သဘောပါဝါ1.2လို့မြင်ရမှာဖြစ်လို့ဒီစရပါဝါပါတာလေးကိုစဉ်းစားမှာဖြစ်တယ်ဆိုတော့အဲ့ဒီ root တရားဟာလေးကို let u ထားမယ်နော် u equal to the 1 x ဒါဆိုရင်1 x ကိုရှိရင်နော်1 x ကိုရှိရင်じゃတော့ du equal to the 1ကိုရှိတော့0 minus x ကိုရှိတော့ minus 1ရမှာเนาะဒီလိုရမှာဒီစရော minus 1 dx သို့မဟုတ် minus dx ပေါ့အဲ့လိုရမှာဆိုတော့ဒီမှာလာထည့်ဖို့အတွက်မရှိဘူးမရှိတော့ u ပြောင်းနေတာဖြစ်တဲ့အတွက်ဒီကနေဒီစရော u လို့ရတယ်เนาะဒီကနေ u လို့ရတယ်သူကနေပြောင်းမယ်เนาะမြားလေးထိုးပြီးရေဘာလုံးလိုက်မလဲနေရာရွှေ့လိုက်မယ်ရွှေ့မယ်ဆိုတာဘယ်သူ့ကိုရွှေ့မှာလဲ minus x ကိုဒီဘက်ရွှေ့လိုက် u ကိုဒီဘက်ရွှေ့လိုက်เนาะဆိုတော့ minus x ကဒီဘက်ရွှေ့ရင် x u ကိုဟိုဘက်ရွှေ့ရင် minus u မဟုတ်လို့1 minus u ဒီလိုဖြစ်သွားမယ်ဒါဆိုရင်တချို့တို့ရှိနေတဲ့ x နေရာလေးမှာ1 minus u ကိုသွားထည့်နိုင်ပြီဆိုရင်1 minus x နေရာမှာကလည်း u ဖြစ်သွားမှာဒါဆိုเนาะဒီနေရာလေးရလည်း u ဖြစ်သွားပြီဒါလေးရလည်း u ဖြစ်သွားပြီဆိုရင်အမျိုးအစားတူသွားရင် grade လို့ရသွားပြီနားလည်ရလားအဲ့ဆိုတော့ဒီမှာ သူက minus dx เนาะအဲ့တော့ dx နေရာမှာလိုတာဖြစ်တဲ့အတွက် d က minus 1ကိုတော့ဘာလုပ်မလဲဒီဘက်ရွှေ့ထားမယ်ဆိုတော့ minus 1ဒီဘက်ပို့လိုက်ရင်ဘာဖြစ်သွားလဲ minus du ပေါ့เนาะ minus du equal to ဘာမှာ dx အဲ့ဆိုဒီချက်ပုံစံကိုပြန်ကူးမယ်เนาะပုံစံပြန်ကူးမယ်ဆိုတော့ integral x square root နေရာမှာဒီချက်က1 minus x the whole power 1 by 2လို့တခါလေးပြင်ရေးထားမယ်အစားသွင်းတဲ့အခါမှာ เนาะ x နေရာမှာဘာလာထည့်မလဲ1 u ထည့်เนาะ x နေရာမှာက1 u တခါ1 x နေရာမှာကဘာထားခဲ့တာလဲ u လို့ထားခဲ့တာเนาะ1 x က u လို့ထားခဲ့တာဖြစ်တဲ့အတွက် u ပါဝ1/2เนาะအဲ့ဆိုတော့ integral dx နေရာမှာကဘာဖြစ်မလဲ minus du เ เนาะအဲဆိုတော့ဒီချက် minus ကိုအရှိပိုးလိုက်ပြီးဒီမှာ du ဒီလိုဖြစ်သွားမယ်เนาะကဲအဲ့ဒါဆိုဒီမှာ u ချင်း2သွားတာဖြစ်တဲ့အတွက် grade လို့ရတယ်ဆိုတော့ du ကိုဘာလို့မလဲဝင်မြောက်မယ်အပေါင်းအနှုတ်ဖြစ်မှဘာလို့လို့ရမှာ grade လို့ရမှာအပေါင်းအနှုတ်မဟုတ်ရင်အမြောက်ဆိုရင် grade လို့မရတဲ့အတွက် minus integral 1 ਨੇ u power 1/2 ਨੇ မြောက်တော့ u power 1/2 minus เนาะ ယူကိုယူနဲ့မြောက်ယူပါဝါ1မိုင်ယူနဲ့မြောက်တော့အခြေတူတာမြောက်ထန်ညွန်းခြင်းပေါင်းဆိုတော့ရှေ့ကယူကပါဝါ1နောက်ကပါဝါက1မိုင်2နှစ်ခုပေါင်းလိုက်တော့3မိုင်2နော်ဆိုတော့ယူပါဝါ3မိုင်2ဝင်းခတ်မယ်ဒီမှာ DU အဲ့ဒါဆိုရင်ဒီချက်ဘာလို့လို့ရသွားပြီလဲ grade လို့ရသွားပြီနော်အဲ့ဆိုဒီအောက်မှာဆက်တွက်မယ်နော် ကလေးတို့ကတဆက်ထဲအတွက်နော်တချို့နေရာချက်လို့ဒီအပေါ်ကိုတက်သွားတာဖြစ်တယ်တဆက်ထဲအောက်မှာညီညီလေးတွက်ပေးပါအဲ့ဆို equal to minus နော် integral power 1ပေါင်းစာဆိုရှေ့ရ u power 1/2ကို1ပေါင်းလိုက်တော့ u power 3/2နော်အဲ့ဆို grade b ဖြစ်တဲ့အတွက် integral ပြုတ်သွားပြီ u power 3/2 by 3/2အဲ့တော့အဲ့ဒီ by 3/2လေးအပေါ်တင်လိုက်မယ်2/3နော် u power 3/2အဲ့နားလည်တယ်မလား ဝင်ခတ်ထားမယ်နော် minus အနောက်က3 by 2ကို plus 1ပေါင်းမှာဖြစ်တဲ့အတွက်နောက်ပိုင်းချင်းညှိလိုက်တော့5 by 2ရတယ်5 by 2က by 5 by 2ပြန်စားမှာဆိုတော့အဲ့ဒီပိုင်းချင်းက by 5 by 2ကိုအပေါ်တစ်ခါလဲတင်လိုက်တော့2 by 5နော်2 by 5 u power 5 by 2 plus c ပေါ့နော်ရမလားကြဟုတ်ပြီအဲ့ဒါဆိုဘာပြန်လုပ်ပေးရမလဲယူနေရာမှာအစားသွင်းပေးရမယ်ဆိုတော့ဒီချေလို့ယူနေရာလေးမှာ ဘာလာထည့်မလဲဆိုတော့ minus 4ကကွန်ဖွင့်လိုက်လို့ရပြီเนาะ minus ဆိုဒီနောက်က minus က plus ဖြစ်သွားမှာเนาะအဲ့ဆိုဒီချင်အဲ့ဒီ plus ကိုအရှိအရင်ပို့လိုက်ပေါ့เนาะဆိုတော့2 by 5 junior မှာပါထည့်မယ်1 minus x the whole power 5 by 2သူကအပေါင်းဖြစ်သွားမယ်เนาะရှိရခင်ရအနှုတ်ဖြစ်မှာမဟုတ်လို့ minus 2 by 3 junior မှာ1 minus x the whole power 3 by 2 plus c ဆိုပြီးတော့ဒါသူ့ရဲ့အဖြေရသွားပြီဖြစ်တယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုကျတို့ b ဆက်ကြည့်မယ် b လေးမှာကကြတော့ဒီမှာ 2x 1ဒီမှာ x2 2x နော်ဆိုတော့ဒီမှာ power ပို့နေတာလေးကိုကြည့်လိုက်ရင်လည်းတည်တယ်ဒီမှာတစ်ထပ်ဒီမှာနှစ်ထပ်ဆိုရင်လည်းတည်တဲ့အတွက် power များတာလေးကိုဘာလို့ကြည့်လိုက်ရှေ့ကြည့်လိုက်စိတ်နဲ့နော်ဆိုတော့နောက်က x2 x ကိုရှေ့ရင် x2 ကိုရှေ့ရင် 2x နော် နောက်က x ကိုရှိတာ1ဆို 2x 1ဆိုဒီရှိကိန်းပြန်ရတယ်ရတဲ့အတွက်ဒီချက်တို့ထားမှာကဘယ်သူ့ထားမှာလဲ u equal to d x square x ကိုထားမှာဆိုတော့ရှိမယ်ဆိုတော့ du equal to x square ကိုရှိတော့ 2x x ကိုရှိတော့1ဝင်ခတ်မယ် dx နော်အဲ့ဒါရပြီဆိုရင်ဒီချက်တို့ဘာလုပ်ပေးမလဲပုံစံကူပေးမယ် integrate 2x 1 နောက်က x2 x 7 dx နော်အဲ့ဒါဆိုရင်တချို့ 2x 1 dx နေရာလေးမှာကဘာလာထဲမှာ du နော်အဲ့ဆိုတော့အဲ့ဒါက integral du ဖြစ်ဒီနောက်က x2 plus x နေရာမှာကဘာထားခဲ့တာလဲ u အဲ့တော့ power က7ဖြစ်တဲ့အတွက် u power 7เนาะဆိုတော့ grade လို့ရသွားပြီ u power 7ကို grade ရင် power 1ပေါင်းစားတော့ u power 8 by 8 plus c เนาะဆိုတော့ u နေရာလေးမှာထားခဲ့တာလေးကိုပြန်ထည့်ဆိုတော့ x square plus x the whole power 8 by 8 plus c ဆိုပြီးတော့ရအောင်မယ်เนาะ ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်ပုဒ်ဆက်ကြည့်မယ် C လေးကဲနံပါတ် C ကိုကြည့်မယ်ဆိုတော့ C ပုံစံက sin qx เนาะအဲ့ဆိုတော့ sin q ဆိုတော့ integral ပြန်ကူးလိုက်မယ်ဒီချက် sin qx dx သုံးထပ်ဖြစ်တဲ့အတွက်ဘယ်လိုလုပ်ပြရမလဲဖွဲရေးမယ်เนาะနှစ်ထပ်နဲ့တစ်ထပ်ဖွဲရေးလိုက်မယ်ဆိုတော့ sin square x into sin x ဆိုရင်အဲ့ဒါ sin qx เนาะ dx ဒါဆိုဒီချက်ကဒီ sin square x နေရာမှာတစ်ခုရှိရင်ကြံတစ်ခုပြန်ရကျင်လာဆိုတော့ sin ကို cos ပြောင်းမှာဒါဆိုရင် sin square x ဆိုတာဘာလဲ 1- cos square x နော်1 - cos square x equal to the sin square x ဖြစ်တယ်။ဒါကြောင့်မလို့ဒီချက်ဒီမှာလာအစားအသွင်းမှာဒီ integral 1 cos square x sin x dx နော် အဲ့ဒါဆိုရင်ဒီချက်လို cos ကိုရှေ့ရင် minus sin နော် cos ကိုရှေ့ရင် minus sin ဆိုတော့ဒီမှာ sin ကန်ရတာဖြစ်တဲ့အတွက်အဲ့ဒါကိုထားမယ်ထားမယ်ဆိုတော့ဒီချက်ဒီဘက် b လေးမှာထားလိုက်မယ် u ပေါ့နော်ဆိုတော့ let u equal to ဘာထားမယ် cos x ကိုထားဆိုတော့ u ကိုရှေ့ရင် du equal to cos ကိုရှေ့တော့ minus sin x dx เนาะအဲ့ဒါဆိုရင်တချို့တော့ sin x ပဲလူကျင်တာ minus ဘလို့ဘူးဆိုတော့ minus ဒီဘက်ပို့ထားရင် minus du equal to d sin x dx เนาะအဲ့တော့ sin x dx နေရာမှာ minus du ထည့်မယ်เนาะ sin x dx နေရာမှာ minus du ဆိုတော့ minus ရှေ့ပို့လိုက် minus integrate du ဖြစ်သွားမယ်အလဲကဒီမှာ1 minus cos x နေရာမှာ cos x က u ဖြစ်တဲ့အတွက် square တင်မယ်1 minus u square ဖြစ်သွားမယ်ဒါဆို grade လို့ရသွားပြီဆိုတော့သူ့ကို grade မယ်ဆိုတော့ minus ဝင်ခတ်မယ်1ကို greater u နဲ့ grade ရင်1ကို grade ရင် u x နဲ့ grade ရင် x a နဲ့ grade ရင် a နော် minus u square ကို grade ရင် u cube by 3 plus c အဲ့ဆိုတော့ဒီလို u နေရာလေးမှာပြန်စားသွင်းเนาะဒီစတင်နာလေးတွက်လိုက်မယ် ဆိုတော့ u နေရာမှာအစားအသွင်းဆိုတော့ minus u ဆိုတာက cos x ဖြစ်တဲ့အတွက် um minus ကိုဖွင့်လိုက်ရင်ရှေ့က minus ဖြစ်မယ်နောက်ကဘာဖြစ်သွားမလဲ plus ဖြစ်သွားမှာဖြစ်တဲ့အတွက်နောက်က gain ကိုတချက်အရှိကိုပို့ထားလိုက်နော်နောက်က gain ကိုအရှိပို့လိုက်အပေါင်းဖြစ်သွားမှာဖြစ်လို့ u2 ကိုအရင်အရှိမှလာလိုက်နော်တခါလေလက္ခဏာဝင်မြောက်လိုက်ပြီနော် အဲ့ဆိုတော့ YouTube က you got cost ဖြစ်တဲ့အတွက် cost 2x by 3ကအပေါင်း minus you ကအနှုတ်မို့လို့ minus cost x နော် plus c ဒါပဲသူ့အဖြစ်ရလာပြီလားဒီအဲ့ဒါဆို d လေးဆက်ကြည့်ရအောင်ဆိုတော့ဒီမှာကကျတော့ x cube 2ကိုရှိတ်လို့ရတယ်အဲ့ဒါဆို x square ရမှာမဟုတ်လားเนาะ x square ရမှာဒါကြောင့်မလို့ဒီချက်ထားလိုက်မယ် let's u equal to d x q minus 2လို့ထားလိုက်။ဒါဆိုသူ့ရှိတ်မှာဆိုရင် du equal to x q ကိုရှိတ်ရင် 3x2 minus 2ကိုရှိတ်ရင်0 dx အဲ့တော့ကိုအစားသွင်းမှာနေရာမှာ x2 ပဲလိုတာဖြစ်တဲ့အတွက် d3 လေးကိုဒီဘက်ပို့လိုက်နော်ဆိုတော့1 by 3 du equal to d x2 dx ဖြစ်မယ်နော်အဲ့ဒါဆိုအစားသွင်းလို့ရပြီဖြစ်တဲ့အတွက်ပုံစံရေးမယ် integrate x square x cube minus 2ကို root တခါတည်းဖြုတ်ရေးမယ် power 1 by 2 dx ။ဒါဆိုရင်ဒီကျွန်တော်ရဲ့ x2 dx နော် x2 နဲ့ dx နဲ့နေရာမှာ1/3 du ထဲမှာမဟုတ်လို့1/3ကိုရှေ့ထုတ်ထားလိုက်1/3 integral du ဖြစ်သွားမယ်နော်။အလေက x3 2ကယူထားခဲ့တာဖြစ်တဲ့အတွက် u power 1/2ဒါဆိုရင်ဒီကျွန်တော် grade လို့ရသွားပြီ1/3 u က power 1/2ကိုတစ်ပေါင်းမှာဆိုတော့3/2 အဲ့ဒီ3/2နဲ့ပြန်စားဆိုတော့ by 3/2ကိုအပေါ်တင်ရင်2/3 u power u power 3/2เนาะရောင်းမြလှန်တာနားလဲတယ်เนาะ u power 3/2 by 3/2လေးအဲ့ဒါလေးအပေါ်တင်လိုက်တာเนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကနောက်မှာပါပါမလဲ plus c ပါအဲ့ဆိုရင်2/5ဖြစ်သွားမလဲ9ဖြစ်သွားမှာပေါ့နော်3/2အပေါ်တင်တော့ 3ဆိုတော့3နဲ့3နဲ့မြောက်လိုက်တော့2 by 9 junior လေးမှာလာထဲမှာက u ကိုပါထားခဲ့လဲ x cube minus 2ထားခဲ့တယ်။ဒါကြောင့်မလို့ x cube minus 2 the whole power 3 by 2 plus c နော်။ e လေးစကြည့်အောင်။ e ပုံစံလေးစကြည့်ဆိုတော့ e ပုံစံကိုကြည့်လိုက်တော့ပိုင်းခြေမှာတချို့က tangent เนาะပိုင်းခြေမှာ tangent ဒါဆို tangent ကိုရှိရင် secant square ဆိုတော့အပေါ်ဂိမ်းပြန်မရနိုင်ဘူးလားရနိုင်တယ်နော်တန်ချန်းကိုရှိရင် secant square ရတဲ့အတွက်တချို့ဘာလို့လို့ရလဲတန်ဘီထားလို့ရတာမို့လို့ integral ပြန်ကူးပြီနော် set square x by 10x dx မှာ by ခြေကိုရှိတာ by ဝေရတဲ့အတွက်ခြေရှိဝေရ LN မော်ချီဘာကြောင့်လဲဒီချီရို tangent ကိုရှေ့ရင်နော် d by dx 10x ဆိုရင်ဘာရလဲ secant square x ရတယ်။ဒါကြောင့်မလို့ချီကိုရှေ့တာဝေရတဲ့အတွက် LN မော်ချီမို့လို့ LN မော် 10x ရသွားတယ်။ plus c နော်။ကဲနောက်တစ်ခုနောက်တစ်ခုကကျတော့ f f လေးကကျတော့ x by 1 by ခုနလိုပဲဒီ1 by 1 x plus 1လေးကိုတချို့ယူထားလို့ရတယ်။ဘာကြောင့်လဲ x လိုချင်ရင်နေရာရွှေ့လို့ရတာမဟုတ်လို့เนาะ by ဝင်မှာက x ဖြစ်နေတဲ့အတွက်နေရာရွှေ့လို့ရတယ်။အဲ့ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲ။เนาะဘယ်လိုဖြစ်သွားမလဲဒီချက်ပုံစံပြန်ကူးမယ်။အဲထားလိုက်မယ်ပေါ့အရင်ဆုံးเนาะပုံစံပြီးမှကူးတော့မယ်။ယူထားမှာကဘာတူလဲဆိုတော့ x+1 เนาะ x+1 ကိုယူထားပြီးတချို့နေရာရွှေ့လိုက် နေရာရွှေ့ဆိုတော့ x ကိုထားခဲ့ +1 ဒီပဲရွှေ့လိုက်ရင် x =ဒီ u -1 ရသွားပြီဒါဆိုဒီချက်တို့ဒီအပေါ်မှာရှိတဲ့ x နေရာထည့်လို့ရပြီနော်အဲ့ဆိုတော့ဒီ x နေရာမှာထည့်ဖို့အတွက်ကြတော့သူ့ကိုထပ်ရှိမယ်နော်သူ့ကိုရှိမယ်ဆိုတော့ du ကိုရှိ du u ကိုရှိမယ် du x ကိုရှိတာက1 1ကိုရှိတာက0 dx နော်အဲ့ဒါဆိုအစားသွင်းလို့ရပြီပုံစံပြန်ကူးမယ် integral x 5 root x plus 1 dx ဒါဆိုတချို့ရဲ့ x နေရာမှာဘာဖြစ်သွားမလဲ u minus 1เนาะဒီမှာထားခဲ့ x နေရာမှာက u minus 1 pi ပိုင်းခြေက root ထဲက x plus 1နေရာမှာ u ထားမှာဒါဆိုရင် u power 1.2ပေါ့ root u ဖြစ်လို့နေเนาะ dx နေရာမှာကဘာထဲမှာလဲ du ထဲမှာဒါကြောင့်မလို့ integrate du ဒီလိုဖြစ်သွားပြီเนาะအဲ့လိုဖြစ်သွားပြီဆိုတော့တို့ဘာလုပ်လို့ရမလဲ great လို့လွယ်အောင်လို့ဖွဲ့ရည်လိုက်เนาะဖွဲ့ရည်ဆိုတာဘယ်လိုမျိုးမြင်ရမလဲ integral u by ဒီလိုမျိုးခွဲရည်မှာ u by u power 1 by 2 minus 1 by u power 1 by 2ဒီလိုခွဲရည်မှာအဲ့ဒါဆိုဒီအပေါ်နှစ်ခုဒီအခြေတူရစားထားတဲ့အတွက်ထပ်ညွှန်ခြင်းနှုတ်ဆိုတော့အပေါ်တင်ပြီးနှုတ်မှာ1 minus 1 by 2ဆိုတော့ဘာကြံလဲ power 1/2ကျန်တယ်ဆိုတော့အပေါ်မှာကျန်မှာပေါ့နော် u power 1/2သူ့အပေါ်တင်ပြီးနှုတ်မှာเนาะအဲ့တော့ u power 1 1/2ဆိုတော့ u power 1/2ကျန်တယ်ဆိုတော့ u power 1/2ဒီကပိုင်းခြေကိန်းလေးကအပေါ်တင်လိုက်တော့ power နှုတ်ဆိုတော့ u power 1/2ခွင်းခတ်ပြီးဘာဖြစ်မလဲ du ဆိုတော့ယူနဲ့ grade မှာဖြစ်တဲ့အတွက် power 1ပေါင်းစားဆိုတော့အရှိက1.2ကို1ပေါင်းရင်3.2ဖြစ်တဲ့အပေါ်တင်လိုက်မယ်2/3 u power 3/2ဒါအရှိကို grade တာနော် minus နောက်က minus 1/2ကို plus 1ပေါင်းပါနော်ဆိုတော့ဘာရလဲ1/2ပဲနော်1/2ရတယ်အဲ့ဆိုတော့ u power 1/2 by 1/2အဲ့ဒီ by 1/2ကအပေါ်တင်တော့2 plus 6 ော့ u လေးမှပြန်အစားတွင်းပေါ့နော် u လေးမှပြန်အစားတွင်းဆိုတော့253 u ဆိုတာက x 1เนาะဆိုတော့ x 1 the whole power 3 by 2 minus 2 into x 1 the whole power 1 by 2 plus z ဆိုပြီးတော့သူအဖြေရပါပြီနားလည်မလားဟုတ်ပြီအဲ့ဆိုဒီချက်လို့နောက်တစ်ပုတ်လေးဆက်ကြည့်မယ်နော်နံပါတ်3လေးကိုဆက်ကြည့်လိုက်ရအောင် evaluate the integral နော်ပေးထားတဲ့ integral ကို evaluate လုပ်ပြီးဆိုတော့ကျတို့ဘာလုပ်လို့ရမလဲဆိုတော့ဒါကိုကြည့်ကြည့်လိုက်တော့ဒီမှာနောက်က ln လေးတွေ့နော် ln mod x2 1ကိုယူထားလို့ရမယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့ဒါလေးကိုပုံစံကူပြီးဒီချက်ခွဲရေးပြမယ်နော်။ integral x by x2 1နောက်က ln x2 1နော်။ dx အဲ့ဒါလေးကိုဒီစရုပ်ကဘလို့မြင်ရမလဲဆိုတော့ integral 1 uh, sorry x by x square plus 1 no x by x square plus 1 into 1 by ln x square plus 1လို့မြင်နော်ဒါဆိုတီချာတို့ကသူ့ကိုယူထားလိုက်ရင်နော် ln x ကိုရှေ့ရင် 1 by x u ကိုဒီဘက်မှာထားလိုက်မယ်เนาะ let u equal to the ln x square plus 1เนาะဆိုတော့ ln x ကိုရှေ့ရ1 by x အခုက ln x square plus 1ဆိုတော့1 by x square plus 1ပြီးရင်ဘာပြန်လုပ်ရလဲသူ့လေးကိုပြန်ရှေ့ရတယ်ဟုတ်လားဆိုတော့ x square ကိုရှေ့တော့ into 2x 1ကိုရှိတာ0နောက်မှ dx เนาะအဲ့ဆိုတော့ဒါလေးရတီကိုလာမှာဆိုတော့2ကိုဒီချက်ဟိုဘက်ကိုပို့မှာเนาะ2ကိုဟိုဘက်ပို့တော့2ကဒီဘက်မှာအမြတ်ဟိုဘက်ရွှေ့တော့အစားဆိုတော့1 by 2 du equal to the dx လေးကိုเนาะ dx လေးကိုအပေါ်1နဲ့မြောက်မယ်ဆိုတော့ x by x square plus 1 dx ဖြစ်သွားမယ်เนาะ ဲ့ဒါဆိုရင်ဒီမှာ x by x square plus 1 dx ဆိုတဲ့ဒီနေရာလေးနော်ဒီမှာ dx ပါနော်အဲ့ဒီနေရာလေးမှာမလာထည့်မယ်1 by 2 du ထည့်လို့ရတယ်နော်အဲ့ဆိုတော့ဒီချက်အဲ့ဒါထည့်မှာဆိုတော့1 by 2ကိုရှေ့ပို့ထား1 by 2 integral du လို့မြင်အဲ့ဆိုအလေးမှာရှိတဲ့ဒီမှာ1 by ln x square plus 1နေရာမှာကျတော့ယူထားခဲ့တာမို့လို့1 by u ဒီလိုဖြစ်သွားမယ် အဲ့လိုဖြစ်သွားပြီဆိုဂရိတ်လို့ရပြီမို့လို့ 1.u ကိုဂရိတ်ရင် ln mod u နော် ln mod u ဖြစ်သွားတယ်ဒါကြောင့်မလို့1.2 ln mod u plus c ဆိုတော့ mod u နေရာမှာပါလာထဲမှာလဲ x square ln x square plus 1နော် u နေရာမှာအဲ့ကြောင့်မလို့1.2 ln mod u နေရာမှာက ln x square plus 1 da unia modulus plus c ya me no ke hobi na so teacher ro da ga substitution method a thi pi twa bi naw da bai ma integration by parts le go session ma me naw video ma sat saung chi ba အားလုံးမင်္ဂလာပါ